တောင်တန်းများဝန်းရံထားသောရွှေပြည်တော်ရွာလေးတွင်တီဟာဆိုသည့်လယ်သမားလေးနှင့် သူ၏မိသားစုသည်ဆင်းရဲတော်လဲစိတ်ကောင်းရှိပြီးဖြူစင်စွာဖြင့်နေထိုင်ကြသည်တီဟာသည်အရွယ်မရောက်သေးသောညီမလေးနှင့် နာမကျန်းသည့်မိခင်အားထောက်ပံ့ရန်နေ့စဉ်လေယာလုက္ကရင်စူးစမ်းနေသူဖြစ်သည်ရွာသူရွာသားအလုံးကသူအားတစ္ဆာရှင်တီဟာဟုခေါ်ကြသည်သူသည်လမ်းပေါ်တွေ့သောပစ္စည်းများကိုအမြဲပြန်ပေးသူလှည့်စားမှုများကိုယွန်ရှာသူဖြစ်သည် တနေ့တွင်တီဟသည်လေကွင်းသို့သွားရင်လမ်းတနေရာတွင်ရွှေတင်းသားများပြည့်နေသော လိပ်စာမပါသည့်အိတ်ကြီးတစ်လုံးကို တွေ့လိုက်သည်အိတ်ထဲတွင် ရွှေတင်းသားတရားနှင့်စာတစောင်ပါရှိသည်စာတွင်ဤငွေများဖြင့်ငါ၏သားများအားကဲ့တင်ပါခုရေးထားသည့်တီဟာ၏စိတ်ထဲတွင်ဤငွေဖြင့်မိခင်အားဆေးကုနိုင်မီမြမလေးအားចောင်းထားနိုင်မီဟုတွေးမိတော်လဲသူနှလုံးသားကဤငွေသည်ငါပစ္စည်းမဟုတ်ဟုပြောသည်ထို့နောက သူသည်ရွာသူကြီးထံအိတ်ကိုအနှံပြီး သူ၏အဖြစ်ကိုပြောပြလိုက်သည်။သုံးရက်အကြာတွင် ချမ်းသာသော ကုံတဲကြီးတို့ရွာသို့ရောက်လာပြီးတီဟာအားကျေးဇူးတင်ကြောင်းပြောသည်။ကုံတဲကြီးက သူ၏ငွေအိတ်ကိုပြန်ပေးသည့်အတွက်ရွှေတင်ငါး20ကိုစုအဖြစ်ပေးသည်။ ို့တော်တီဟာကငင်းပေကဤငွေသည်ကျွန်ုပ်အတွက်မဟုတ်မင်းကြီးဤသားများအတွက်ဖြစ်မည်ဟုပြန်ပြောသည်ကုံသေးကြီးသည်သူဤတစ္ဆာဆောင်တိမှုကိုစမ်းသက်ရန်နောက်ထပ်အိတ်တလုံးကိုလှိုးဝှက်စွာခြံထားခဲ့သည်ထိုအိတ်တွင်ပုံမူတန်ဖိုးကြီးသောပလဲများပါရှိတော်လဲတီဟာကထိုအိတ်ကိုပါရွာသူကြီးထံအနံပြန်သည် နောက်ဆုံးတွင်ကုံတဲကြီးကတီဟာသူ၏အဖို့ဖြစ်လုပ်ငန်းတွင်ပါဝင်လာစီပြီးရွှေတင်က900နှစ်ကျေးရွာအတွက်ရိခာများလှူဒန်းခဲ့သည်တီဟာသည်ငွေများဖြင့်မိသားစုဘဝကိုပြုပြင်နိုင်ခဲ့ပြီးကျေးရွာတွင်လည်းရေကန်နှင့်ကျောင်းဆောင်တင်များတည်ဆောက်ပေးခဲ့သည်ကုံတဲကြီး၏ယုံကြည်မှုကြောင့်သူသည်နေပယ်ဆောင်တွင်လူတိများလာပြီးနောက်ဆုံးတွင် ရွှေပြည်တော်ရွာကိုစီပင်သာယာသောမြို့တော်အဖြစ်ဦးဆောင်တည်ထောင်နိုင်ခဲ့သည် တစ္ဆာနှင့်တမာတိသည်ရွှေထက်တောင်တန်ဖိုးရှိသည်ယင်းတို့ကိုဆွံ့လွတ်သူသည်ကြာရှည်စွာမင်းမှုနိုင်သည်ဟုကြေးရွာသူကြေးရွာသားများပြောဆိုကြသည်တိဟိုင်းဤဇလန်းသည်လောဘနှင့်လှည့်စားမှုများကြားတွင်ဖြောင့်မတ်မှုဖြင့်အောင်ပန်းဆုတ်ခူးနိုင်ကြောင်းတတ်သိပြခဲ့သည်